်အင်္ဂလာပါဒီနေ့မှမျှဝေပေးတင်တာပါတော့ Telegram မှာဖုန်းနံပါတ်နဲ့အကောက်ရှာလို့မတက်သေးတယ်မိတ်ဆွေတွေအတွက် Telegram မှာဖုန်းနံပါတ်ကိုသုံးပြပြီးတော့ Telegram အကောက်ရှာတဲ့နေ့တွေကိုကျွန်တော်မျှဝေပေးမှာဖြစ်ပါတယ်ဒီပညာလေးကိုစတင်ဖို့အတွက်မိတ်ဆွေတွေရဲ့ဖုန်းနံပါတ်ရှိတဲ့ Telegram software လေးကိုနှိပ်ပြီးတော့လိုက်ပါ Telegram ကိုလေ့ဝါပြီးဆိုတော့ဒီပေါ်က search icon လေးကိုတစ်ချက်လိုက်ပါပြီးတော့အရင်ဆုံးကျွန်တော်ဒီ search အာမာကျွန်တော်ဖုန်းနံပါတ်ကိုကျွန်တော်ထည့်မယ်ထည့်ပြီးတော့ကျွန်တော်ရှာကြည့်မယ်ပေါ့နော်ရှာကြည့်တဲ့အခါမှာကျွန်တော်ဒီအာမာဘယ်လိုမှရှာလို့မတွေ့ရှာလို့မတွေ့တော့ကျွန်တော်ဒီနီးနဲ့လည်းကျွန်တော် search bar နဲ့ပြီးတော့ကျွန်တော်ရှာလို့မရဘူးနော် search bar နဲ့ပြီးကျွန်တော်ဖုန်းနံပါတ်နဲ့ရှာလာရှာလို့မရတယ်ဒါပေမဲ့ကျွန်တော်ဒီထဲဝင်ဝင်မယ်ဒီနူဘာထဲဝင်မယ်ဝင်ပြီးရင်ကျွန်တော်တို့ဒီ ကွန်တက်ဆိုတဲ့နေရာလေးကိုကျွန်တော်တစ်ချက်နဲ့လိုက်ပြီးွားရင်ဒီအောက်ကအပေါင်းနေရာလေးပေါ့နော်အဲဒီလူရုံနဲ့အပေါင်းနေရာလေးကိုချန်နေပဲလိုက်ပြီးွားရင်ကျွန်တော်ဒီမှာကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုကျွန်တော်ကွန်တက်ထဲမှာအရင်ဆုံးစေးလိုက်မယ်ပေါ့နော်စေးပြီးွားမှာကျွန်တော်အဲ့ဖုန်းနံပါတ်နဲ့ကျွန်တော်အောက်ရှာမယ်အရင်ဆုံးဒီမှာအဲ့ဖုန်းနံပါတ်နဲ့နံပါတ်တစ်ခုရိုက်ထားလိုက်ပေါ့နော် မယ်တခုရိုက်ထည့်လိုက်မယ်ပြီးွားရင်ကျုပ်ဒီနေရာမှာဖုန်းနံပါတ်ထည့်မယ်နော်ဒီနေရာမှာမိတ်ဆွေတို့ခုနအဲအောက်ချမဲ့ဖုန်းနံပါတ်ပေါ့နော်အောက်ချမဲ့ဖုန်းနံပါတ်ကိုဒီနေရာမှာရိုက်ထည့်မယ်ကျွန်တော်ကဖုန်းနံပါတ်ကိုပေါ်ပြီးယူရတာရှိတဲ့အတွက်ဒီနေရာမှာတလုံးချင်းကျွန်တော်မရိုက်ထည့်တော့ဘူးနော်မိတ်ဆွေတို့ကတလုံးချင်းရိုက်ထည့်မယ်ဆိုရင်ရိုက်ထည့်ပါနော်ကျွန်တော်ကမရိုက်ထည့်တော့ဘူးနဲ့ဆိုတော့ပေါ်ပြီးယူလာတဲ့ဖုန်းနံပါတ်ကိုဒီနေရာမှာ face လုပ်ပြီးတော့ထည့်လိုက်မယ် ပြီးရင်ဒီနေရာမှာမြန်မာဒီဖုန်းနံပါတ်ကမြန်မာဖုန်းနံပါတ်ဆိုရင်ဒီနေရာမှာမြန်မာထည့်ပြရမှာပေါ့နော်မြန်မာဆိုတော့အပေါင်း95ပေါ့နော်အပေါင်း95ကျွန်တော်ထည့်ပေးလိုက်မယ်ဒီနေရာမှာထိုင်းဆိုရင်တော့အပေါင်း66ပေါ့နော်ဒီနေရာမှာထည့်ပေးလိုက်ပြီးရင်ကျောဒီအောင်နာက create contest ဗန်နီယာလေးကိုတစ်ချက်နဲ့ ဲဒါဆလို့ရှိရင်တော့ဒီမှာအကောက်တယ်ကိုပြန်ပြီးရောက်သွားပြီပေါ့နော်ပြီးရင် ကျွန်တော်တို့ဒီမှာစာရေးမယ်ရှင်ဒီမှာပြန်ပြီးတော့ရေးလို့ရပြီပေါ့နော်ဒီနည်းနဲ့ကျွန်တော်တို့ကအကောက်ကိုရှာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အလွယ်တကူနဲ့ရှာတွေ့မှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့အဲ့လိုမျိုးပေါ့နော်ကွန်တက်တယ်မှာကျွန်တော်တို့ကဖုန်းနံပါတ်ကိုဆေးလိုက်တာနဲ့ကျွန်တော်တို့အကောက်တယ်ကိုတန်းရောက်သွားပြီးတော့ကျွန်တော်တို့စာတန်းစာတန်းပြီးတော့ရေးလို့ရမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်အားကြီးတယ်ပေါ့နော် ဟိုင်းအလိုရလဲမယ်တကယ်လို့ပေါ့နော်ကျတို့ရှာနေတဲ့အကောက်ကသူက line ပေါ်မှာရှိတယ်ဆိုလို့ရှိရင်တော့ကျတို့ပြန်ပြီးတော့ဆိုင်ရေးမှာပေါ့နော်အခုကဒီအကောက်က line ပေါ်မှာမရှိတဲ့အတွက်ကျတို့ကသူကစာပြန်မရေးသေးဘူးပေါ့နော်ဒီနည်းလေးကတော့ဖုန်းနံပါတ်ကိုအသုံးပြုပြီးတော့ Telegram အကောင့်ရှာပြည့်တဲ့နည်းလေးပဲဖြစ်ပါတယ်။ ဒီနေ့ပညာလေးကို channel တက်မယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe တွေတိထားပေးဖို့မမေ့ပါနဲ့နော်။ကျွန်တော်မိတ်ဆွေများအားလုံးရှင်လန်းချမ်းမြေ့ကြပါခင်ဗျာ။